င်ချင်များလုံးမင်္ဂလာပါကျွန်တော်တို့အထုဒေတာ6နေမီထဲမှာလွန်ခဲ့တဲ့2022ခုနှစ်ကနေ2024ခုနှစ်အတော်သွင်းမှာကျွန်တော်တို့အထုဒေတာ6ထဲမှာဒီအကြမဲ့တောင်းကျမ်းသူတွေကဝင်ရောက်ပြီးတော့မှ နေရာစိုးမိုးထားတဲ့စိုးမိုးထားခဲ့တဲ့နေရာအချို့ကိုကျွန်တော်တင်ဆက်ပေးမှဖြစ်ပါတယ် အဲ့တော့ပြီးခဲ့တဲ့2022ခုနှစ်ကနေ2024ခုနှစ်တော်သွေးမှာကျွန်တော်တို့ပြည်သူလူထုမြောက်များစွာဒုက္ခရောက်ခဲ့ရတဲ့ကြောက်အုပ်စုတွေเนาะဒီကြမ်းမဲ့သောကျန်းသူတွေကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေပြည်ငါးရေးကြမ်းမဲ့စီးပွားရေးလူမှုရေးဘာသာရေးစတဲ့အရေးပေါင်းစုံကဏ္ဍပေါင်းစုံကနေဆုံးချုပ်နှိမ့်နာခဲ့တဲ့ကြောက်အုပ်စုတွေကိုကျွန်တော်အတင်ဆက်ပြမှာဖြစ်ပါတယ် အဲ့တော့နံပါတ်1ကျွန်တော်တို့ပင်လောင်းမျိုးနယ်ပင်လောင်းမျိုးနယ်ထဲမှာဆိုလို့ချင်းလုံးပင်ကြောက်အုပ်စုပင်လင်းရကြောက်အုပ်စုနမ်တုတ်ကြောက်အုပ်စုဘမ်ဘာကြောက်အုပ်စုမင်းဘူးကြောက်အုပ်စုတောင်ချီဘွားကြောက်အုပ်စုနော်ဒါကြောက်အုပ်စု6နေရာလောက်ကြောက်အုပ်စုတောင်အုပ်စုမှာကျွန်တော်တို့ခမန်းလိုက်အင်းကြောက်ပေါင်း25ရွာနေပြီးတော့မှရွာပေါင်း20လောက်ရှိတယ်ကြောက်အုပ်စုတွေရှိတယ် အဲ့တော့ဒီပြည်သူလူထုထောင်နေရှိဒုက္ခရောက်ခဲ့ရတယ်အဲ့ဒီချိန်ကကာကလတုန်းကဒီအကြမဲ့တောင်းကျမ်းသူတွေဟာဒီကြအုပ်စု6စုဒီနေရာတွေအကုန်လုံးဆိုးမိုးထားပြီးတော့မှပြည်သူလူထုတွေကလည်းစိပိချောင်ဘဝရောက်သွားခဲ့ရတာဖြစ်ပါတယ်အဲ့ပြီးတော့ကျွန်တော်တို့စီဆိုင်မြို့နယ်နံပါတ်1စီဆိုင်မြို့နယ်ကစီဆိုင်မြို့နယ်တောင်မဲ့ရှမ်းအခြေချမ်းအနောက်ရှမ်း ပြောရမယ်ဆိုရင်စီဆိုင်မြို့နယ်ကဘယ်ဘက်ပဲကြာနေဆိုလို့ချင်းကျွန်တော်တို့အမြောက်ဘက်ချမ်းအာအမြောက်ဘက်ချမ်းဖြစ်တဲ့ဒီအာဆက်ခေါင်ပေါ့နော်ဆက်ခေါင်ဘက်ဘလောဘကေကြာအုပ်စုအဲ့ဒီဘက်ချမ်းဘက်ကြံတော့တယ်ကြံတဲ့နေရာဒီအခြေချမ်းကောတောင်ချမ်းကောအနောက်ချမ်းကောစီဆိုင်မြို့နယ်အကုံလုံးကိုဒီအကြမ်းမဲ့တောင်ချမ်းသူတွေကဝင်ရောက်ပြီးနေရာစိုးမိုးရယူထားခဲ့တယ် အဲသူတို့နေရာရယူထားခဲ့တယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီချိန်ကငလာတို့ငါတယ်အဲ့ဒီမှာရှိတဲ့ပြည်သူလူထုတွေမြောက်များစွာဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်နော်အာနံပါတ်3ကတော့ငောင်ရွှေမြို့နယ်ငောင်ရွှေမြို့နယ်မှာကဆန်ကားကြောက်အုပ်စုလင်းလမ်ကြောက်အုပ်စု လုံကန်ကြောက်အုပ်စုဘန်းပင်ကြောက်အုပ်စု ရေပူကြောက်အုပ်စု ပြီးရင်လင်းလမ်တောင်ကြောက်အုပ်စုပေါ့နော်လင်းလမ်တောင်အဲ့တော့ အဲ့ဒီဘက်မှာလည်းကြောက်အုပ်စု၅အုပ်စု၆အုပ်စုလောက်စီဘေးချောင်းဘဝကိုရောက်ခဲ့ရတဲ့အဲ့ဒီအချိန်ကကာလတုန်းကလည်းဒီကြက်မဲ့တောင်ကျန်သူတွေကဝင်ရောက်နေရယူပြီးတော့မှနေပြီးကျူးကျော်လာပြီးတော့မှစကန်းချနေထိုင်စုံမွန်ထားနိုင်ခဲ့တဲ့အနေသားဖြစ်ပါတယ်။နောက်ပြီးကြတော့နံပါတ်၄ဟိုပုံမြို့နယ်ဟိုပုံမြို့နယ်ကတော့စံဖူးကြောက်အုပ်စုကြောင်ကြောက်အုပ်စုပြန်ကုန်းချိုင်းလုံဟီ နောင်လိုက်မှုဖိတ်နမ်ကျုပ်ဒါကြောက်စု6စုလောက်အဲ့ဒီနေရာတွေကိုလည်းကျမ်းမဲ့တောင်ကျန်းသူတွေက ဝင်ရောက်နေရာယူစိုးမိုးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါပြည်သူလူထုတွေကလည်းမြောက်များစွာစိပိချောင်းဝါရောက်ရတယ်ပြီးရင်အာကျမ်းမာရေးစီပွားရေးလူမှုရေးစတဲ့ဒီအရေးပေါင်းစုံကဏ္ဍပေါင်းစုံတွေကဆုံးရှုံးနေနိုင်ခဲ့ရတာဖြစ်ပါတယ်နော်နောက်တနေရာကတော့နှစ်ပတ်ငန်း မောက်မဲ့မျိုးနဲ့ဂရူကြီးကြာအုပ်စုဟော်နန်းကြာအုပ်စုဒီကြာအုပ်စုနှစုကလည်းပြည်သူလူထုတွေတော်တော်ဒုက္ခရောက်ခဲ့ရတဲ့နေရာတွေဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့2022ခုနှစ်ကနေ2024ခုနှစ်ကြားထဲမှာဒီကြမဲ့တောင်ကျန်းသူတွေကကျွန်တော်တို့အထူးတည်တာ6နိုင်မိတဲ့ကိုကျူးကျော်ဝင်ရောက်ပြီးတော့မှစုမထားခဲ့တဲ့ကြာအုပ်စုနဲ့မြို့နယ်အကြောင်းတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့2025ခုနှစ် မာတော့ကျွန်တော်တို့သူရီတာ6မှာရှိနေတဲ့ငင်းတော်တိုင်းသားအပါဝင် ပိုးတိုင်းသားတွေရောအားလုံးအားလုံးစုစည်းပြီးတော့မှစီလုံးငင်းညွစွာတွေအကြမဲ့အောင်ချမ်းသူတွေကိုလက်မခံတော့ဘဲနဲ့ပြန်လေသွန်းလာနိုင်ခဲ့တာကြောင့်2025ခုနှစ်မှာတော့ကျွန်တော်တို့သူရီတာ6က65ရက်ခိုင်နှုန်းဧရိယာပေါ့နော်သူရီတာ6ဧရိယာကို65ရက်ခိုင်နှုန်းပြန်လေထိန်းချုပ်ထားနိုင်ခဲ့တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ ဒီနားမှာဒီနေရာမှာကျွန်တော်ပြောချင်တာကတိုက်ပွဲတွေဖြစ်ပွားခဲ့တာလေတစ်ဖွဲနဲ့တစ်ဖွဲလက်နဲ့ကင်ထားပြီးတော့မှကင်ထားတဲ့လက်နဲ့မှစီမင်းစည်းကနေမရှိနေမီဧရိယာဆိုရဲလေးစားမှုအပြန်လန်လေးစားမှုဟာလေမထားအဲ့တော့ဒီလိုအပြန်လန်လေးစားမှုမထားဘဲနဲ့လက်နဲ့ကင်ထားခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီမှာပြဿနာတွေဖြစ်ပွားခဲ့တယ် နောက်ပြီးကြတော့မှကြားထဲမှာရှိတဲ့ပြည်သူလူထုတွေမြောက်များစွာဒုက္ခရောက်ခဲ့ရတယ်။ဒီကရားပြည်နယ်ကပြည်သူလူထုတွေကိုပထမဦးဆုံးစစ်ပေးချောင်းလက်ခံခဲ့တာကကျွန်တော်တို့ပိုးတွေသာဖြစ်ပါတယ်။ဒါကလူသားချင်းစာနာထောက်ထားမှုဆိုတဲ့စကားလုံးအောက်မှာဒါလက်ခံထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီလက်ခံထားတဲ့အဲမှာမကောင်းတဲ့လူတွေကြောင့်ကျွန်တော်တို့ပိုးတွေတားလည်းပျက်စီးခဲ့တာအလုံးအတိပင်ဖြစ်ပါတယ်နော်အဲ့တော့ ကျွန်တော်တို့ချစ်ဆက်ကြံရှိနေတဲ့အချိန်ကာလမှာ အပြန်အလှန်လေးစားမှုအပြန်အလှန်နားလည်မှုတွေတည်ဆောက်ပြီးတော့မှနံပါတ်၁ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့နေမီဧရိယာတွင်မှာတိုးတက်ဖွံ့ဖြိုးလာအောင်ကြိုးစားပါဆောင်ရွက်ပါနံပါတ်၂ဒီငင်အချောင်းတိဆောက်ပြီးတော့မှ ကိုယ့်ရဲ့ဒေတာကို အမျိုးသားရေးနော်ဘာသာရေးပညာရေး စတဲ့လူထုအရေးပေါင်းစုံကဏ္ဍပေါင်းစုံတွေကိုအ धिक ထားပြီးဆောင်ရွက်ကြပါဓမ္မတာလီမိမိတို့အိုးအိမ်တိုးတက်မယ်မိမိတို့ရဲ့ကြည်ရတိုးတက်မိမိတို့ရဲ့ကြည်အုပ်စုတိုးတက်မယ်ပြီးရင်မိမိတို့ရဲ့မြို့နယ်တိုးတက်မယ်ပြီးရင်မိမိတို့ရဲ့ပြည်နယ်တွေတိုးတက်လာမှာဖြစ်ပါတယ်အဲ့တော့ပြည်နယ်တွေကြည်ရွာတွေအိမ်တိုင်းအိမ်တိုင်းပြည်သူလူထုတွေတူးချင်းတလောက်ကောင်းအစုဖက်တလောက်ကောင်းတိုးတက်ရင်တူးချင်းတလည်းကောင်းတယ်အစုဖက်တလည်းကောင်းတယ်နောက်ဆုံး ဒီပြည်နယ်ကြီးတိုးတက်သွားရင်လည်းတိုင်းပြည်တိုးတက်တာနဲ့အတူတူပါပဲအဲ့တော့ကျွန်တော်တို့ကတည်ငင်အေးချမ်းခြင်းကိုအဓိကဥဆောင်ဥစားပေးပြီးဆောင်ရွက်ပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့နေမြေဧရိယာအသွင်းမှာပြည်သူလူထုတွေတအားသာသာဖြစ်အောင်ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးစားကြပါလို့ကျွန်တော်အကြံပြုရင်းကျွန်တော်တို့ပြီးခဲ့တဲ့2022ခုနှစ်ကနေ2024ခုနှစ်ကျွန်တော်တို့ရဲ့သူရိတ ်ထဲမှာကျမဲ့တောင်းကျမ်းသူတွေစိုးမိုးထားခဲ့တဲ့အနေအထားနဲ့2025ခုနှစ်မှာကျွန်တော်တို့ဘုံမြတ်တမတော် BNA ရဲ့နိုင်ငံတော်ပူးပေါင်းပြီးတော့မှပြန်လည်ထိန်းချုပ်ထားတဲ့အနေအထားကိုတင်ဆက်ပေးတာဖြစ်ပါတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်